ချမ်းသာတဲ့ဘဝတွေမရှိခဲ့ဘူးဆိုရင်တည်ငြိမ်ရင့်ကျက်တဲ့စိတ်ဓာတ်တွေလည်းရှိလာမှာမဟုတ်ဘူးအရှိကိုဆက်သွားပါတခါတလေအဆုံးပြည့်ခံရတဲ့ပြည့်စည်တစ်ခုကအခြားသူတွေအတွက်တန်ဖိုးမဖြတ်နိုင်တဲ့အရာဖြစ်နေတတ်တယ်တခါတလေအနှင်းချိန်ခံရတဲ့လူတစ်ယောက်ကလောကကြီးအတွက်တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်လာတတ်တယ်တခါတလေရင်းနေပိတ်ဆက်မှုတွေကလက်တလုံးမှာတန်ဖိုးဖြစ်မလာပေမဲ့ အချိန်ကြာလာပြီးတော့ပြန်မရနိုင်တော့တဲ့အချိန်ရောက်မှလွတ်တဲ့ငါးကကြီးနေမှတည်နေတတ်တယ်။တခါတလေတချို့တော့လွံ့ချော်မှုတွေက မထိုက်တန်လို့တန်ဖို့မမီမညီမြလို့မဟုတ်ပဲပိုပြီးမြင့်မာတဲ့နေရာရောက်ဖို့တမြင်တတ်တဲ့လွဲချော်ပေးရတာဖြစ်နေတယ်။ဆွတ်ပြစ်ခံရတိုင်းတန်ဖို့မရှိလို့မဟုတ်တလို့လွဲချော်မှုတွေရှိတိုင်းကန်ဆိုးလို့မဟုတ်ဘူး။ပေးဆက်နေရတိုင်း တံပြန်တက်ရောက်မှုမရှိတာမဟုတ်တလို့အနည်းခံရနိုင်ဘဝကပြားသွားတာမဟုတ်ပါဘူး။ဘာပဲဖြစ်ဖြစ်ပါဖြစ်လာသမျှကိုအကောင်းဆုံးရင်ဆိုင်ပြီးကိုကိုယ်တိုင်ကမပြိုလဲတဲ့၍ဘေးအရာကားမှကိုကိုယ်ဘဝပြတ်သွားအောင်မလုပ်နိုင်ဘူးဆိုတာယုံကြည်မှုရှိရှိနဲ့အစိတ်ကိုဆက်သွားပါ။